တန်းစင်တို့အထူးယူတင်တဲ့ပုံစံမျိုးပြသခဲ့ပြီးစိတ်တည်ငြိမ်မှုပြည့်နဲ့နိုင်ပွဲယူခဲ့တဲ့စိုးနောင်ဦးစိုးနောင်ကတော့ Thai Fighter မိုင်းစကန်ကိုအမှတ်နဲ့အနိုင်ရရှိလို့သွားခဲ့ပါပြီ Thai Fighter နဲ့ထိတ်တိုက်ရင်ဆိုင်ရလို့ဒိုင်ဆုံးဖြတ်ရောက်ပြီးဟေးဆိုရင်လဲမကြီးနဲ့မြန်မာ Fighter တွေရှုံးပြီးသားဆိုတဲ့အမြင်တွေကိုစိုးနောင်ကတော့တော်လှန်ရေးလှုပ်လိုက်နိုင်ခဲ့ပြီလေဖြစ်ပါတယ်ဒါမဲ့ဒီလိုဖြစ်အောင်လို့စိုးနောင်ရဲ့ကစားပုံကလည်းချီးကျူးစရာပြည့်နေပါပဲအမ်ဝီရိုနေနဲ့စိုးနောင်ကိုအတူယူဖို့လိုပါတယ် တန်းစီနေတဲ့ Super Lux စီမှာသွားအောင်၄ချင်းအောင်တော့ဖြတ်သိမ်းပြီးတော့စိုးတော်စီမှာတော့နည်းနည်းပါးပါးသွားပြီးတော့ timing ၄ချင်းသိနေပြီလို့တော့ထင်မိပါတယ်အဲ့လိုဆိုတော့စိုးတော်ရဲ့လက်ကမိုးပြန်လန်နေအောင်ကောင်းနေလို့လားဆိုတော့အဲ့လိုလည်းမဟုတ်ပါဘူးသူလုံးစရာရှိတော့ပဲလုံးပြသွားတာပါသူပြင်ဆင်လာတဲ့အချိန်မှာအဆင်ပြေခဲ့တာကြောင့်တပွဲလုံးအဲ့ news နဲ့ပိုင်းဆိုင်ကိုပဲစိုးတော်ကအဓိကအသုံးပြုပြီးတော့ကစားသွားခဲ့ပါတယ်အဓိကအပြင်ကတော့စိတ်တည်ငြိမ်နိုင်မှုကတကယ်ကို9 plus အဆင့်ပေးလို့ရပါတယ်ပထမချီမှာတော့နှစ်ယောက်သားအကဲဆန်းနေကြသူရှိခဲ့မယ်ဒုတိယချီမှာတော့ဘွဲတန်ဖိုးကနည်းနည်းလေးမြင့်လာခဲ့ပါပြီ ဒါတရားချီမှာတော့အမြင့်ဆုံးရောက်ရှိခဲ့ပါတော့တယ်။ဘာလို့လဲဆိုတော့မိုင်းဆိုင်ကန်ကအမတ်စင်ကြီးခံလိုက်လို့ဖွင့်တိုက်လာခဲ့လို့ပါပဲ။ဖွင့်တိုက်လာမဲ့ဇိုးနောင်ကမိုင်းဆိုင်ကန်တိုက်စစ်ကိုကြမ်းတမ်းခံရင်ဆိုင်ခဲ့ပြီးမိုင်းဆိုင်ကန်သတိတစ်ချက်အလွတ်မှာအပွင့်ကြီးဖြစ်နေတဲ့ဂပ်ထဲကိုလက်သီးလုံးပစ်ထည့်ပြီးတော့နောက်ထပ်အမတ်စင်ထပ်ပြီးတော့ကြီးခံရအောင်လှုပ်ပေးလိုက်ပါတယ်။ဒီကလေးကဘယ်သူနိုင်မယ်ဆိုတာသိသာထင်ရှားလို့သွားခဲ့ပါပြီ။မိုင်းဆိုင်ကန်ဒီပွဲမှာ clean state ပြီးတော့မတုံးသွားခဲ့တာလေဇိုးနောင်အတွက်အားသာချက်ဖြစ်သွားခဲ့ရပါတယ်။ ဇိုရောင်ကတော့တပွဲလုံးတီးငိမ့်နေပဲသူလုံးဆရာရှိတာတွေကိုပုံမှန်လုပ်ပြပြီးတော့ထိုက်တန်စွာနိုင်ပွဲကိုရယူသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်